ချင်းရဲ့ personal point of view ပြပြမယ်ကလေးတွေ TikTok ကလုံးဝမကြိုက်ဘူးငငယ်လေးပဲရှိသေးဘလို့ဖြစ်လို့တကူလုံးခိုင်ရင်တွန့်လိမ့်နေရလဲပေါ့နော်ကိုကမကြိုက်ဘူးအဲ့ဒီစားကလေးလေးတွေသိနေငယ်တော့ဆိုကြာပဲစကားပြောပြိုင်ပွဲလေးစုကရည်တီးမှာသူတို့ရေးတီးတာပြူတာမျိုးအဲ့လိုမျိုးတွေဒါလေးတွေကမှမင်္ဂလာရှိသေးရဲ့ကလေးကလှုပ်ခါလှုပ်လုပ်နေတာကြီးကအရင်ကြီးတော့လည်းမသိတော့နေဘူးလားပေါ့နော်အထူးသဖြင့် sexy dance တွေကနေတာမျိုးတွေဆိုပို့ဆိုးတာပေါ့နော်ကတာကမကောင်းလားဆိုတော့ အာတိုက်တာတစ်ခုထိတော့ကောင်းပါတယ်ကောင်းပါတယ်ဒါပေမဲ့အရန်ငယ်သေးတဲ့အချိန်မှာခုနပြောသလိုပေါ့နော်ခန္ဓာကိုယ်အသားပေးဒီဆန့်ရှင်ဘက်ကိုဆွဲဆောင်တဲ့အသားပေးပုံစံကောက်ွက်မျိုးတွေဝစ်စားစင်မှုမျိုးတွေကိုရှောင်ပြီးတော့ချစ်စပွဲပေါ့ချစ်စပွဲကပြားလေးတွေတချင်းလေးတွေနဲ့ကာကိုင်းမှာ လုံးမတက်တော့ကတော့မဟုတ်ပါဘူးเนาะအဲ့ဒီကွန်ဆက်လေးကလည်းမိဘကြီးမှားနေဘာဖြစ်လဲငါသားသမီးကိုဒီလိုနှွန့်ပြပေးရပဲဘလို့ထိန်းချောင်းနေဘလို့ပြပေးနေဆိုမှန်တော့မှန်တယ်အကထဲမှာအကပုံကဏီမျိုးစုံရှိပါတယ်အဲ့ထဲမှာမှဟိုဘလို့ပြောမလဲမိဘနဲ့သားသမီးမောင်နဲ့နှမကြည့်လို့အတူကြည့်လို့တင့်တယ်မဲ့ကာကွက်တေးတချင်းနေဝစ်စားစင်မှုမျိုးလေးတွေကိုတင်ပေးတာပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်အဲကလေးတွေနော်ကလေးငယ်လေးတွေဆက်ကြောတက်လေးတွေဆိုတာအတုမြင်အတက်တင်ပေါ့နော်လိုက်ပြီးတော့ဟိုလိုက်လှုပ်ကြတာမျိုးပေါ့ မတို့ဆိုမတို့ညီမလေးတို့ကြီးပင်းခဲ့တဲ့ခေတ်အချိန်နေနဲ့ဒီနေ့ခေတ်ကလေးတွေကြီးပင်းခဲ့တဲ့ခေတ်အချိန်တွေကလုံးဝမတူညီတော့ဒါတောင်မှကိုယ်တွေခေတ်ကိုကိုယ်တွေအမိတွေတော့ဟာနင်တို့ခေတ်ကတော်တော်ဆိုးတယ်တော်တော်ပျက်စီးတယ်တောင်ပြောနေကြတာပေါ့နော်ဒါပေမဲ့ဟိုခေတ်ကာလရဲ့သဘောတရားကြီးကဘာသာရေးချူတော့အောင်ကြည့်မယ်ဆိုတော့ဆုတ်ခေတ်ကိုတဖြည်းဖြည်း decline ဖြစ်လာတာကိုချင်းတရားတွေဖောက်ပြလာကြတယ်အနေထိုင်တွေပုံပြီးဆိုးလာကြတယ်အဲ့လိုပုံစံမျိုးတော့ဖြစ်တဲ့အတွက်ဟိုဆုတ်ယုတ်တဲ့ဘက်ကတော့သွားမှာပဲအဲ့ထဲမှာမှအရေးကြီးတာကဒီကလေးကိုဘယ်လို parenting လုပ်မလဲဘယ်လိုထိန်းချောင်းမလဲဆိုတာအရေးကြီးပါတယ် ဲ့တော့ဒီဘက်ခင်မှမလို့ mobile phone နဲ့ကင်းလွတ်လို့မရဘူးဆိုတဲ့စကားကိုတော့တိတ်သဘောမတူချင်ဘူးဖုန်းကကိုပေးမှရတာဟုတ်ကလေးဆိုတာလေပြီးတော့ဟိုးတလို့ကပို့စခုဖတ်လိုက်ရတာလား Ronaldo ကသူ့သားကိုဒီ social media လုံးဝပေးမသုံးဖုန်းလည်းပေးမသုံး Instagram account သူ့သားဖွင့်တာသိရတော့ချက်ချင်းပြန်ဖြတ်ခိုင်းနေဆိုတာတွေ့ရဆိုတော့ဒီလောက်အောင်မြင်ကြော်ကြပြီဒီလောက်ချမ်းသာတဲ့လူတယောက်တောင်မှသူ့သားကိုစိုက်တယ်လို့ တောင်းချမ်းပါစေကြိုက်တယ်လို့ပြောပါပါစေဆိုပြီးခွင့်မပြုထားဘူးအဲ့ဒါပါလဲဆိုငွေချင်းရှိချင်းမရှိချင်းအောင်မြင်ချင်းမအောင်မြင်ချင်းတဲ့သူ့ရဲ့အသိဉာဏ်ပညာအရေးကြီးအဲ့ဒါကြောင့်မိဘရဲ့အသိပြန်အသိဉာဏ်ပညာသူ့ရဲ့ထိန်းချောင်းမှုကသားသမီးရဲ့ဘဝခံယူချက်အနာဂတ်ဘဝမှာအများကြီးတက်ရောက်မှုရှိပါတယ်အဲ့တော့ကိုယ်ကလေးညင်ဖို့အတွက်ဒီ social media ကြီးကိုခွင့်တုံးပေးလိုက်မယ်ကိုယ်ကလေးအဆင်ပြေဖို့အတွက်အဲသူ့ပေါင်းနေအပေါင်းသိနေဘယ်လိုပဲအဆင်ပြေပါစေလှုပ်ထားလိုက်မယ်ဆိုရင်ဒီကလေးကဘယ်လိုပြောရမလဲအမမမကန် ဟိုလမ်းမမှန်တော့ဘူးပေါ့နော်သူလျှောက်တဲ့လမ်းကမမှန်တော့ဘူးသူလျှောက်တဲ့လမ်းကမမှန်တော့တဲ့အပြင်သူကိုယ်တိုင်ကတော့ toxic ဖြစ်နေပြီးသူနဲ့ပတ်သက်လာတဲ့သူမှန်မမြောက်ဘူးပါသူအစိတ်တောင်ဖြစ်စေပြတိုင်းပဲဒါကြောင့်မလို့အာဟိုကလေးငယ်တွေကို mobile phone တွေဒီ electronic device တွေကိုအချိန်ဟိုတက်တဲ့ရင်တော့အရွယ်တစ်ခုရောက်မှဒါဒီကောင်းလားဆိုးလားဆိုတာဆုံးဖြတ်နိုင်တဲ့အရွယ်တစ်ခုရောက်မှပေးသုံးစေခြင်းနဲ့ ဲ့လိုမဟုတ်ဘူးဆိုရင်အချိန်ကန့်သက်နဲ့တုံးတာမျိုးကိုကတောက်လျှောက်ကော wash လုပ်နိုင်လားသူဘာကြီးကြည့်နေလဲ wash လုပ်နိုင်မှုမလွယ်လှဘူးကိုမသိရကိုလွတ်လိုက်တဲ့အချိန်မှာဒီကလေးကဘာတွေကိုကြည့်မလဲဘာတွေကိုတွေ့ရောမလဲအဲ့ဒါနဲ့ဘာတွေကိုလမ်းလုပ်မလဲအဲ့ဒါတွေကိုမှဆွဲလန်းသွားပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့ရှာဖွေနေတာမျိုးလုပ်ရင်ဘယ်နဲ့လုပ်မလဲပေါ့နော်ကလေးဆိုတာအရာခက်တဲ့ကိုကိုဖွင့်ချဖို့ဆိုတာမလွယ်ပါဘူးအဲ့ဒါကြောင့်မလို့ဟိုဝန်ထမ်းမှချင်းပြောင်းနေတဲ့အချိန်မျိုးပါကလေးကကိုပိုင်ဆုံးဖြတ်ချက်မျိုးကိုပိုင်စင်ကျင်ညံမျိုးမရှိသေးတဲ့အချိန်မျိုးမှာ လူကြီးတွေတောင်မှအမှားတွေဖြစ်နေတဲ့ဒီ social media တွေအဲ့ဒါတွေနဲ့မထိတွေ့စေချင်ပါဘူးဆင်းရဲ personal point of view ပြပြမယ်ကလေးတွေ TikTok ကလုံးဝမကြိုက်ဘူးငငယ်လေးပဲရှိသေးဘလို့ဖြစ်လို့တကူလုံးခိုင်ရင်တွန့်လိမ်နေရလဲပေါ့နော်ကိုကမကြောက်အဲ့ဒါကလေးလေးတွေတင်းတို့ငငယ်တော့ဆိုကြာပန်းစကားပြော ပြိုင်ပွဲလေဆိုကာရီတီမှာတို့တွေတီးတာပြူတာမျိုးအဲ့လိုမျိုးလေဒါလေးတွေကမှမင်္ဂလာရှိသေးရဲ့ခလေးကမင်းလောက်ခါလို့လုံနေတာကြီးကအရင်ကြီးတော့လည်းမသိတော့နေဘူးလားပေါ့နော်အထူးသဖြင့် sexy dance တွေကနေတာမျိုးတွေဆိုပိုဆိုးတာပေါ့နော်ဒီကလေးလေးတွေကိုခုခရေကဟိုဘယ်လိုပြောမလဲအဲကိုစာဖိဒီစန်တာတော့မဟုတ်ပါဘူးအရင်ကြီးကိုအဖော်ချွတ်ပုံစံမျိုး sexy ပုံစံမျိုးတွေစင်ရင်ပြီးတော့ဒီလိုကကိုင်းနေတာကကလေးတွေရဲ့စိတ်ထဲမှာ ဘယ်လိုပြောရမလဲဒီလိန်အသားပေးပုံစံကိုသူတို့ငငယ်လေးကတည်းကရင်းနှီးနေပြီးသားလို့ဖြစ်သွားတယ်ကျွမ်းဝင်နေပြီးသားအဲ့တော့ဒီလိုအနေထိုင်မျိုးဒီလိုပြုမှုမျိုးက it's okay ပဲအဆင်ပြေပါတယ်လက်ခံလို့ရပါတယ်ဆိုတော့ မတင်ပေးဘဲနဲ့အုံနောက်ထဲမှာပါသွားမှာစမ်းအဲ့စားပေါ့နော်အခုနပြောသလိုပေါ့ကလေးတွေကိုအားကစားတစ်ခုခုကို support လုပ်တာမျိုးကလေးတွေဘောလုံးကန်တာလားကြက်တောင်ရောက်တာလားတင်းနစ်လားဆန်သင်းကအဲ့လိုအားကစားတစ်ခုခုမှာစိတ်ဝင်စားအောင်ကိုက support လုပ်ပေးမယ်အဲ့လိုအကြောင်းလေးတွေကိုပို့ပေးတာမျိုးအာငွေတော့ဆိုအကြောင်းမှာဇာထိုးပန်းထိုးလေးတွေအခုခေတ်ရှိသေးလားတော့မသိဘူးပေါ့နော်အဲ့ဒါလေးတွေကိုဟိုသူတို့ကိုတင်ပေးတာမျိုးစိတ်ဝင်စားအောင်လုပ်ပေးရမျိုးအဲ့လို activity သူတို့ရဲ့ talent လေးတွေကိုပြုစုပြောင်းထောင်ပေးရပေါ့ပကြီးဆွဲတတ်တာမျိုးအဲ့လိုဟာမျိုးပြုစုပြောင်းထောင်ပေးတာမျိုးကို ပို့ပြီးတော့ဖြစ်စေခြင်းတာပဲဖြစ်စေခြင်းတယ်ပေါ့ကတာကမကောင်းလားဆိုတော့အာတိုက်တာတစ်ခုထိတော့ကောင်းပါတယ်ကောင်းပါတယ်ဒါပေမဲ့အရင်ငယ်သေးတဲ့အချိန်မှာခုနပြောသလိုပေါ့နော်ခန္ဓာကိုယ်အသားပေးဒီဆန့်ရှင်ဘက်ကိုဆွဲဆောင်တဲ့အသားပေးပုံစံကောက်ွက်မျိုးတွေဝစ်စားစင်မှုမျိုးတွေကိုရှောင်ပြီးတော့ချစ်စပွဲပေါ့ချစ်စပွဲကဗျာလေးတွေတချင်းလေးတွေနဲ့ကာကိုင်းမှာ လုံးမတက်တော့ကတော့မဟုတ်ပါဘူးเนาะအဲ့ဒီ concept လေးကလည်းမိဘကြီးမှားနေဘာဖြစ်လဲငါသားသမီးကိုဒီလိုနှမ်းပြပြရပဲဘလို့ထိန်းချောင်းနေဘလို့ပြပြနေစမှန်တော့မှန်တယ်အကထဲမှာအကပုံကနီမျိုးစုံရှိပါတယ်အဲ့ထဲမှာမှဟိုဘလို့ပြောမလဲမိဘနဲ့သားသမီးမောင်နဲ့နှမကြည့်လို့အတူကြည့်လို့တင့်တယ်မဲ့ကာကွက်တွေတချင်းနေဝစ်စားစင်မှုမျိုးလေးတွေကိုတင်ပေးတာပို့ပြီးတော့အကောင်းမယ်လို့ထင်ပါတယ်အဲငယ်လုံးတဲ့အရွယ်မှာဒီ mobile phone တွေအသုံးပြုခြင်းက ခုနပြောမယ်ဆိုရင်ကလေးတွေရဲ့အပြုံဘူပေါ့ဘေဘီယာပေါ်မှာလည်းတည်ရမှုရှိတယ်။ခံယူချက်တွေ၊ယုံကြည်ချက်တွေ၊ဘဝရှောက်လန်းတွေပေါ်မှာတည်ရမှုရှိတယ်အပြင်ရုပ်ပိုင်းဆိုင်ရာပေါ့နော်အခုကတော့ရုပ်ပိုင်းဆိုင်ရာကိုပြောချင်တာကျမကြီးပေါ်မှာ physical health ပေါ်မှာလည်းတည်ရမှုရှိတယ်။အော်ပထမဆုံး step အနေနဲ့တော့မျက်စိထိတာပေါ့။ဘာလို့ဆိုဒီ screen တွေကထွက်လာတဲ့ blue light ဒီပြလဲလဲအလင်းရောင်လေးကဒီမျက်မျက်စိလွာတွေကိုထိခိုက်တာမျိုးရှိမယ်။နောက်တစ်ခုကကျတော့ဒီ လက်တန်လိုက်လန်လက်စစ်တန်လန်လန်ကြီးအဲ့ဒါတွေကအုံတော် brain wave ကိုထိတာမျိုးကြီးရှိမယ်ပြီးရင်အမအတွေ့ဘွယ်ကဒီကလေးစေးုံ helping စေးုံမှာတောင်းဝင်ကြတော့ကမနက်3နာရီထိုးရတီမအိတ်တဲ့ကလေးဘေးနာလူနာဆောင်နဲ့သူ့အမေကအိတ်ပြော်လေး तू ကအိတ် tablet လားဖုန်းလားအဲ့ဒါကိုကြည့်ညာတန်နေ3နာရီထိုးရတီအမေကဒီတိုင်းထားတာဟာအဲ့ရဘလို့မှကလေးကနေမကောင်းလို့စေးုံတက်နေရတော့ဒီဖုန်းကြီးကြည့်နေလေအဲ့တော့ကလေးကဒီငငယ်လေးကလေးကသူ့ရဲ့ sleep pattern ကပြောင်းနေပြီ ကလေးတယောက်ကအေးမဝဘူးဆိုရင်အေးဝရတယ်ဆိုတော့နှိမ့်ခင်းပဲအိတ်တာကိုပြောတာမဟုတ်ဘူးညဘက်မှာ तू အိတ်ရမယ်အချိန်မှာလောလောလောအိတ်မှသာလဲအချိန်မှာ growth hormone ဆိုတာထွက်တာအဲ့မှာကိုယ်ကလေးက losing mimi နဲ့ရီးထွားလေးဖြစ်မှာသိလားပြည့်ခါကျအဲ့တော့မှမှတ်ဉဏ်နေ learning skill တွေတည်ယူနိုင်စွမ်းတွေကအများကြီးတက်လာမှာအဲ့တော့ဒီဖုန်းတွေတုံးတဲ့အခါမှာကလေးတွေကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ကအိတ်ချင်စိတ်ကိုဖြစ်စေတဲ့ melatonin hormone ကမထွက်တော့ဘူးနေဝရတယ်ဘာလို့လဲဆိုတော့ तू ကဒီ UV light ပေါ့နော် နေရောင်ခြေကလာအလင်းရောင်နဲ့တူတယ်တူတယ်အဲ့တော့ခန္ဓာကိုယ်ကဖုန်း screen ကြည့်လိုက်တဲ့အခါမှာအော်နှိဘက်ဆိုပြီးတော့သူက message ကိုမှားပြီးတော့ထင်တယ်နှိဘက်ဖြစ်တဲ့အတွက်အိပ်ဖို့မလိုသေးဘူးဆိုပြီးတော့ melatonin hormone ကို short ချလိုက်အဲ့ခါကျကလေးတွေကညာဘက်တွေတုံးတောင်မအိပ်တော့ဘူးအဲ့တော့အေးမဝလာတဲ့နောက်ဆက်တွဲမှာကလေးကဤလာမယ်စိတ်ပိုင်းဆိုင်ရာမှာအဲ့လိုကြီးကြတာဂျစ်တိုက်တာမျိုးတွေဖြစ်လာမယ်เนาะပြီးရင်စာတင်တဲ့အခါကျရင် learning skill တွေမကောင်းတော့ဘူးကြီးတော်ဖွံ့ဖြိုးမှုတွေနှောင့်နေတာတွေအများကြီးဖြစ်လာနိုင်မယ်နောက်ပိုင်းမှာဒါတွေကအတိမပြည့်ရသေးပေမဲ့ဒီအုံနောက်မှာပေါ့เนาะ brain health မှာပါ glioma တွေဖြစ်နိုင်မလားဆိုတာလေဒါ control profile ချက်ဘယ်သူမှမသိနိုင်သေးဘူးပေါ့နော်ဟာဒါကြီးတုံးလို့အုံနောက်ကစားဖြစ်ပါမယ်မဖြစ်ပါဘူးလို့အာမဘန်နေမခံနိုင်ပေမဲ့ကိုယ့်ဘက်က limit ကလေးနဲ့ရှောင်နိုင်တာက လေးတွေပို safe ဖြစ်မှာမှာအဲ့ဒါကြောင့်မလို့ဒီ mobile phone တွေအသုံးပြုခြင်းဒီ electronic device တွေအသုံးပြုခြင်းဒီကလေးရဲ့ဒီစိတ်ပိုင်းဆိုင်ရာအပြုမူပိုင်းဆိုင်ရာမဟုတ်ဘူးသူရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေခန္ဓာကိုယ်ကျန်းမာခြင်းတွေမှာပါအများကြီးတက်အောင်ရှိရတယ်ချို့ချို့ကလေးဆိုရင်နေလုံးတွေဖက်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 ဆိုတာမျိုးဖြစ်နေတယ်နော်ချင်းမျိုးမျက်တောင်တွေအားနေခန္ဓာမျိုးတွေရှိရတယ်ခန္ဓာမငြိမ်အတန်းထဲမှာဆံမအစားတင်နေဆို7 minutes ပို့ပြီး concentrate မလုပ်နိုင်တော့ဘူးပေါ့နော်တချို့ကလေးတွေဆိုရင် ADHD လို့ခေါ်တဲ့ attention deficit hyper activity disorder နော်ကလေးကခန္ဓာမငြိမ်တော့အဲ့လိုဟာမျိုးတွေဖြစ်လာတယ်တင်ရခက်တယ်ဒါမလုံးနဲ့ဆိုရင်နားမထောင်တော့လှုပ်ရှင်တယ် ခေါင်းမာလာပို့ပြီးတော့အဲအဲ့လိုဟာတွေကအများကြီး issue တွေကအဲဆိုကလေးကအရင်ငယ်လို့နဲ့နုနယ်လို့နဲ့အုံနောက်လေးတွေကလည်းနုနယ်လို့နာဖြစ်တဲ့အတွက်ကင်တွေရတာခက်ခဲတယ်အဲ့ခိန်မှာဒီလိုမလိုလားအပ်တဲ့ exposure တွေရသွားတဲ့အခါမျိုးကြရင်ပို့ဆိုးတာပေါ့ဒါကြောင့်မလို့ကိုယ်ကလေးကိုချစ်တယ်ဆိုရင်မှန်မှန်ကန်ကန်နီးနဲ့ချစ်တတ်ဖို့လိုပါတယ်ကလေးငြိမ်သွားတဲ့တခဏကိုမတွေးဘဲနဲ့အဲ့ဒီဟာငြိမ်တဲ့အချိန်တွေများလာရင်ဒီဘက်မှာ addicted ဖြစ်လာရင်ကလေးရဲ့စိတ်ပိုင်းရုပ်ပိုင်းပြုမှုပိုင်းဆိုင်ရာမှာအများကြီးပြန့်မှုရှိတယ်ဆိုတာတွေကိုမိမိတို့ဖေဖေတို့သိထားရင်ပို့ကောင်းပါတယ် Thank <laughs> you.